မင်္ဂလာပါ AKG Channel မှာရေးသွင်းစွာကြိုဆိုပါရစေဒီတစ်ခါမှာတော့ plastic sign board ပြုလုပ်ပုံအစဉ်အဆက်ကိုကြိုက်ကူးတင်ဆက်လိုက်ပါတယ်ရှင်းဥစွာစလုံးတွေအတွက်ကွန်ပျူတာနဲ့စာစီပါတယ်ပြီးရင်အခုလို့ A4 site တွေနဲ့ print ထုတ်လိုက်ပါတယ်စလုံးတွေကိုယ်တိုင်ဖန်တီးရေးဆွဲနိုင်ရင်တော့ကွန်ပျူတာမပါလည်းဖြစ်ပါတယ်အခုမြင်တွေ့နေရတာကတော့စလုံးတွေကို ကကြီးနဲ့ညက်ကော်နဲ့ကပ်ပါတယ်2 mm ဒူးရှိတဲ့ပလတ်စတစ်ပြားပေါ်မှာ ATM ကော်နဲ့ကပ်ပါတယ်ပြီးရင်တော့စလုံးတွေကိုဒိုင်းလွှားနဲ့လီးဖြတ်ရတော့မှာပါစလုံးတွေကိုတတ်တင်လီးပြန်နေပါပြီ။ ဒိုင်းလောတစ်ချောင်းရှိရင်စလုံးတွေကိုကိုယ်တိုင်လှည့်ပြနိုင်ပါတယ်စလုံးအတွင်းပိုင်းတွေကိုတော့အပေါက်ရင်ပေါက်ပြီးဒီအပေါက်ကနေဒိုင်းလောတွင်းယူပြီးပြပြရပါတယ် ိုင်းလွားနဲ့ကြီးပြတ်ပြီးစလုံးတွေကိုတော့ပုံမတည်သက်လာပါအောင်ဇီးမျိုးစုံနဲ့အချောကင်ပေးရပါသေးတယ်ဟုတ်ကဲ့မိသားပလတ်စတစ်စလုံးတွေရဲ့နောက်ကျောက စကူကိုခွာထားတာပါဆိုင်းဘုတ်အတွက်စလုံးကအနေရောင်ဖြစ်ပါတယ်ဒါကအောက်ခံကော်ပြားပါအဝါရောင်ကိုတုံးပါမယ်ပလတ်စတစ်ပြားတွေကို သုံးကန်နီးမှစက်ကူခွာတာကောင်းပါလေဒီပလတ်စတစ်ပြားတွေကိုအသုံးပြုဖို့စိုက်နေမှာဝယ်ယူတော့မယ်ဆိုရင်တပေပတ်လေကနေ၄ပေ၈ပေစိုက်ပြီးဝယ်ယူရကြည့်နိုင်ပါလေသလုံးတွေကိုကော်ကတ်ပါတော့မယ်ဒီနေရာမှာ TV ဒစိမ့်ပိုက်ဆက်ကော်ကိုအသုံးပြုပါလေဟုတ်ကဲ့ပလတ်စတစ်ပြားပေါ်မှာစီသားပြီးသလုံးတွေကိုညီညီညာညာ ချိန်ဆရပါဦးမယ်တည်တက်လာပဖို့တတိကြီးကြီးထားပြီးကိုကတ်ရပါမယ်ကိုကတ်ပြီးပုံဖြစ်ပါတယ်စလုံးတွေရဲ့အပေါ်မျက်နှာပြင်စက်ကူကိုကောကောင်းစွာချောင်းမှခွာမှဖြစ်ပါတယ်ပလတ်စတစ်ဆိုင်မှုလေးပြီးဆုံးသွားပါပြီအခုတော့ဒီများနဲ့ရန်နာလိုက်ပါတယ်ရှင်လန်းချမ်းမြေ့ကြပါစေ